ချွေတကုံဇေတီတော်မြတ်ရဲ့ဖရာသမိုက်ကိုလိန်ညာပြီးရေးသားထားကြတာလို့ဆိုကြပါတယ်ဈေးစုတက်ပုံချွေတကုံလို့အမည်တွင်တဲ့ဒီချွေတကုံဇေတီတော်မြတ်မှာပွင့်တော်မူခဲ့ပြီးသောဖရာရှင် လေးစုတို့ရဲ့ဓာတ်တော်ဌာပနာများကိုစုပေါင်းကတည်ထားတယ်လို့ရေးသားထားတဲ့သမိုက်အချက်အလက်တချို့ဟာမှားယွင်းပြီးလိန်ညာရေးသားထားကြတာလို့ဆိုကြပါတယ်မြန်မာမှာတမကကဘာနိုင်ငံရဲ့ရဲတွေအထိဂုံတရင်ကြော်ကြားလှတဲ့ ဒီရွှေကုံစီတီတော်မြတ်ရဲ့ဖရာသမိုင်းဟာလွယ်မှားပြီးရေသာထားတယ်ဆိုတဲ့အကြောင်းကိုသိရှိရတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့အလွန်ကိုမှအံ့ဩတုန်လှုပ်မိပါတယ်။ဟုတ်ပါတယ်။ဒီနေ့မှာတော့လေးစုတက်ပုံရွှေကုံစီတီတော်မြတ်ရဲ့လွယ်မှားပြီးရေသာထားတယ်ဆိုတဲ့သမိုင်းအချက်လက်အကြောင်းကိုဘ ഹു သူတဖြစ်ဖွယ်တင်ဆက်ပေးသွားဖို့ပြင်ဆင်ထားပါတယ်။ပုံမှန်အားဖြင့်မိတ်ဆက်ရရင်ကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ် ဆိုတော့ပထမဆုံးအနေနဲ့ရွှေတကုံဇီတီတော်မြတ်ရဲ့တမိုင်းဟာလင်ညာပြီးလွဲမှားစွာရေးသားထားတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုမပြောခင်ဇက်ရီလေးစေဖို့ရွှေတကုံဇီတီတော်မြတ်ရဲ့ဖရာတမိုင်းအကြောင်းကိုအရင်ဆုံးပြောပြပါမယ်ချင်းကလာအဖျင်းလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ဂေါတမမြတ်စွာဘုရားရှင်ကတဖုတ်သားနဲ့ဗလိကအမည်ရှိကြတဲ့ကောင်းတဲ့ညီနောင်နှစ်ယောက်ကိုဆန်တော်မြတ်ရှစ်စုပေးသနာတော်မူခဲ့ပါတယ် အဒီကုံတဲ့ညီနောင်နှစ်ယောက်ဟာစံတော်မြတ်ရှစ်စုကိုဥက္ကလာပတိုက်ပြည်ကိုပင့်ဆောက်လာခဲ့ကြပါတယ်။အဒီကုံတဲ့ညီနောင်နှစ်ယောက်နဲ့အတူဥက္ကလာပမင်းကြီးတို့ဟာမြတ်ဗုဒ္ဓဖျားရှင်ရဲ့ဗျာဒိတ်တော်ရဇေတီတီဖို့သင်္ကုတ်တရကုန်းတော်ကိုရှာဖွေကြတဲ့အခါကုန်းတော်ကိုရှာဖွေမတွေ့ရှိခဲ့ကြပါဘူး။သင်္ကုတ်တရကုန်းတော်ကိုရှာဖွေတွေ့ရှိသူတွေကိုစုတော်များရှိမြင့်မြီဖြစ်ကြောင်းအမိန့်တော်ထုတ်ပြန်ခဲ့ပေမဲ့ရှာမတွေ့နိုင်ဖြစ်ခဲ့ရပါတယ်။နောက်ဆုံးတော့ဥက္ကလပမင်းကြီးဟာ ခမဲတော့သကြမင်းကိုအကူညီတောင်းမင်းမြန်ခဲ့ပေမဲ့သကြမင်းကလည်းတတန်နုနယ်သေးတာကြောင့်ရှေ့ရှေ့ဖျားရှင်တို့လက်ထက်ကလေးကရှိခဲ့တဲ့တင်ဂုတ်တရကုန်းတော်တည်ရှိရာနေရာကိုမတိနိုင်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်သကြမင်းကတတော်ရှိကဘာနယ်ကြီး၅ပါးတို့ကိုပင်းဖိတ်ပြီးမင်းမြန်ခဲ့ရပါတယ်။အဲ့ဒီအခါဝေလူသူမနအမည်ရှိတဲ့စူးလင်နဲ့ရောဟဏီအမည်ရှိတဲ့ဘိုးတထောင်နဲ့ဒက္ခိဏအမည်ရှိတဲ့သင်္ကန်းကျွန်းနဲ့အမိသားအမည်ရှိတဲ့မော်ဘီနဲ့ စတဲ့နေကြီးလေးပါတို့ကရောက်ရှိလာခဲ့ပြီးမော်ဘီနေကြီးကသင်္ကုတ်တရကုန်းတော်ကိုညွှန်ပြခဲ့ပြီးဝေလူသူမနအမိတွင်တဲ့ဆူလီဘိုးဘိုးကြီးကလည်းကကုတ်တင်ဖျားရှင်လက်ထက်ကဘလူဘဝဖြစ်ခဲ့ပူပြီးကကုတ်တင်ဖျားရှင်ကြွလာတဲ့အခါဆန်းယူစားတောက်ဖို့လုခဲ့ပေမဲ့ဖျားရှင်ကတရားဟောချွတ်တော်မူခဲ့ပြီးတောက်ဝဲတော်ကိုလည်းချီးမြှင့်ပေးသနာတော်မူခဲ့ပါတယ်အဲ့ဒီတောက်ဝဲတော်ကိုသင်္ကုတ်တရကုန်းတော်ဘောကကញင်ပင်ကြီးအောက်မှာ မြုပ်နှံထားခဲ့ကြောက်ပြောပြခဲပါတယ်ရောဟဏီအမည်ရှိတဲ့ဘိုးတထောင်နယ်ကြီးကလည်းကောနာကုံမြတ်စွာဘုရားရှင်ရှင်းမြင်းတော်မူခဲ့တဲ့ရေစစ်တော်ကိုအဋ္ဌိကဉ္စင်ကြီးအောက်မှာပဲမြုပ်နှံထားခဲ့တယ်လို့ဆိုပါတယ်ဒက္ခိဏအမည်ရှိတဲ့သင်္ကန်းကျွန်းနယ်ကြီးကလည်းကတ္တပဘုရားရှင်စီကရရှိတဲ့ရေတနုတ်တော်မြတ်ကိုအဋ္ဌိကဉ္စင်ကြီးအောက်မှာပဲမြုပ်နှံထားခဲ့ကြောက်အတိအတိပြောပြခဲ့ကြတယ်လို့သိရှိရပါတယ်အဋ္ဌိနောက်ပကြမင်းနဲ့နယ်ကြီးလေးပါအပြင် ဥက္ကလပမင်းကြီးတဖုတ်သဗလိကကုံတဲ့ညီနောင်တို့နဲ့အတူတိုက်သူပြည်သားတို့ဟာသင်္ကုဒ္ဒရာကုန်းတော်ကိုရှာဖွေပြီးကញင်ပင်ကြီးကိုခုတ်လဲကနေကြီးတွေမြုံနှံထားတဲ့ရှစ်ရှစ်ဖျားရှင်တို့ရဲ့ပရိဘောဂဓာတ်တော်တွေကိုရှာဖွေတွေ့ရှိခဲ့ကြပြီးပရိဘောဂဓာတ်တော်သုံးစုနဲ့အတူတဖုတ်သနဲ့ဗလိကညီနောင်တို့စီကရရှိခဲ့တဲ့ဂေါတမမြတ်စွာဘုရားရှင်ရဲ့ဆန်တော်မြတ်ရှစ်စုတို့ကိုစုပေါင်းထာပနာပြုပြီးမဟာတက္ကရိတရားသုံးခုနှစ်တပေါလာပြည့်နှစ်မှာ ဒီရွှေတကုံဇေတီတော်မြတ်ကိုတည်ထားခဲ့ကြကြောင်းရွှေတကုံဖရာသမိုင်းမှတ်တမ်းအရာဖတ်မှတ်ရပါတယ်။ဆိုတော့အခုဒီရွှေတကုံဇေတီတော်မြတ်ရဲ့ဖရာသမိုင်းအချက်လဲတချို့ဟာမှားယွင်းပြီးလင်ညာရေးသားထားတယ်ဆိုတဲ့အချက်ကိုပြောပြပါမယ်။ဖရာသမိုင်းအချက်လဲတချို့ကိုလွှဲမှားပြီးတမိန်လင်ညာရေးသားထားတယ်ဆိုတဲ့အချက်ကတော့ရွှေတကုံဇေတီတော်မြတ်မှာဌာပနာပြုခဲ့တဲ့ရှစ်ရှစ်ဖရာရှင်တို့ရဲ့ပရိဘောဂဓာတ်တော်တွေအကြောင်းပါ။ဖရာတပါးနဲ့တပါးပွင့်ကြတဲ့အထက် ဖျားရှင်တပါရဲ့သာသနာတော်မကုံဆုံးသေးပဲနောက်ဖျားရှင်တပါပွင့်လို့မရပွင့်ရိုးထုံးစံမရှိဆိုပြီးဓမ္မစရီဆရာတော်ကြီးနဲ့ဒေအိုးဆရာတော်ဥတုမင်္ဂလာတို့ကဟောကြားတဲ့တရားတော်တွေကိုနာကြားဖူးပါတဲ့ရှင်ဖျားရဲ့ဓာတ်တော်လေးတစ်စုချန်နေရင်တော့နောက်ဖျားပွင့်လို့မရဘူးအဲ့လေးစုတတ်ပုံရွှေတကုံတို့ဘာလို့စဉ်းစားကြရပေါ့ဥပမာအနေနဲ့အခုဂေါတမမြတ်စွာဘုရားရှင်ရဲ့သာသနာတော်နှင့်၅ထောင်အတွင်းမှာ နောက်ပွင့်မဲ့ရမီတရဖျားရှင်ပွင့်လို့မရပဲဂေါတမမြတ်စွာဖျားရှင်ရဲ့သာသနာတော်ကွယ်ပြီးရှိရှိသမျှသောဓာတ်တော်တွေကွယ်ပြောက်ပြီးမှရမီတရဖျားရှင်ပွင့်လို့ရမယ်လို့ဆိုလိုတဲ့သဘောပါအဲ့ဒီအချက်တွေကိုလေ့လာမှတ်သားဖုသူတွေကရွှေတကုံစီတီတော်မှာရှိရှိဖျားရှင်သုံးစုတို့ရဲ့တောက်ဝေးတော်ရေစစ်တော်ရေတနုတ်တော်တွေကိုထပ်ပနာထဲသွင်းထားတဲ့ဆိုတာဟာလိန်ညာပြီးရေးသားထားတဲ့သမိုင်းအချက်လက်အမှားတဖြစ်တယ်လို့ဆိုကြပါတယ်။တရှုကတော့ သာသနာ့ွယ်ရင်ပျောက်ကွယ်တဲ့အထက်မှာတရီရဓာတ်တော်တွေသာပါဝင်ပြီးအသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ပရိဘောဂဓာတ်တော်တွေမပါဝင်ကြောင်းဆိုကြပါရဲ့။ဒါကြောင့်ဒီအချက်ဟာလင်ညာရေးသားထားတာမဟုတ်ပဲတမိုင်းအမှန်ဖြစ်တယ်လို့ဆိုကြပါရဲ့။ကျွန်တော်လိုဘာမှမဟုတ်တဲ့သူကတော့ဒီတမိုင်းကြောင်းဟာမှားတယ်မှန်တယ်ဆိုတာကိုဘာမှတ်ချက်မှ မပေးနိုင်ပါဘူး။ရွှေတကုံဇေဒီတော်မြတ်ရဲ့တမိုင်းကြောင်းနဲ့ပတ်သက်ပြီးအခုလိုကွဲလွဲတဲ့ပြဿနာဝေဖန်ချက်တွေရှိနေကြောင်းကိုဘ ഹു တုတတရအနေနဲ့ တင်ဆက်ပေးခဲ့ရချင်းသာဖြစ်ပါကြောင်းပြောကြရင်ဤကုံချုပ်လိုက်ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ